မင်္ဂလာပါဆိုတော့ဒါရောပတ်စံလုပ်ပေးနေကြပါတော့ separation terror redeem ဖြစ်ပါတယ်ဆိုတော့ဒါအပတ်တိုင်းကြည့်ကြရမလို့ပေါ့နော်ကိုတို့လိုအပ်တယ်လို့ထင်မှကိုတို့ energy ခံစားမဝင်ကြရတော့ပို့ပြီးတော့အဲထည့်ရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီဘက်မှာလည်းကိုတို့ energy ဘယ်လိုရှိရဲပြီးတော့ဘယ်လို guidance တွေရှိလဲပြီးတော့တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့လည်းဘယ်လိုဟာလေးတွေရှိလဲပေါ့နော်ဆိုတော့ဒါလေးကြည့်ပြပါမယ်ဆိုတော့တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့ကျတော့ကျွန်တော်ကဖာချပါတော့ဒီ channel message လေးလုပ်ပေးမှာဆိုတော့အမှတော့ပြီးတော့အဲကြည့်လို့ရပါတယ်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ဒီအပတ်ပေါ့နော် energy ကတော့နည်းနည်း တို့ချာကတော့တော်တော်လေး block ဖြစ်နေကိုယ့်တို့လေးနည်းနည်းလေးမပြောရဲမဆိုရဲမလုပ်ရဲမကန်ရဲအလိုပိတ်ပိတ်နေရတွေ့ရပေါ့နော်ပိတ်မိနေတဲ့အရာမျိုးတွေတွေ့နေရဆိုတော့နည်းလေးကိုယ့်ကို healing ပို့လုပ်ပေးပါအဲ့ဒါမှပို့ပြီးတော့အရှိဆက်လို့အဆင်ပြေမှာပေါ့နော်အဲ့တော့တို့ချာကတော့ဒါ block ဖြစ်နေရတော့ဒါ active ဖြစ်အောင်ပြန်လုပ်မယ်ဆိုရင်တော့ကိုယ့်တို့ပေါ့နော်မကောင်းတဲ့ຢာတွေကနေပြီးတော့အဲပို့ပြီးတော့ယုံထွက်နိုင်နေမယ်လို့ထင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါအရင်ဆုံးပေါ့နော် reading လေးမသွားခင်ကျွန်တော် membership အကြောင်းလေးကိုတစ်ချက်လောက်ပြပြခြင်းလို့ပါတကယ်လို့နားမထောင်နေတဲ့လူကတော့ အဲအနောက်ကိုကြော်သွားလို့ရပါတယ်ဆိုတော့ membership ကတော့ကျွန်တော်တို့ပေါ့နော် YouTube မှာလည်းလောက်ထားရတဲ့ပေမဲ့ YouTube မှာကျတော့ကျွန်တော်တို့ payment ပေါ့နော်ဒီ KPI ဘိုင်းနဲ့ပေးလို့မရဆိုတဲ့ခါကျတော့ commission ဝင်လို့မရတဲ့ကြောင့်မလို့ကျွန်တော်ကဒါအခုဒါလေးစီစဉ်လိုက်တာပေါ့နော်အဓိကဘာလို့လုပ်ချင်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်က ဒီဘက်အလုပ်တွေကိုပို့ပြီးတော့စိတ်ဝင်စားတယ်ပို့ပြီးလှုပ်ချင်တယ်ပို့ပြီးတော့အချိန်ပေးချင်တယ်ပေါ့နော်ဆိုတော့ပုံမှန်တည့်တဲ့အချိန်မှာကျွန်တော်တို့ဒီစားဝင်နေကျွန်တော်မှလည်းရှိသေးရဲ့အရင်ကြီးပြည်လဲချမ်းသာရဲ့လူရဲ့မဟုတ်ဘူးအဲဒါကြောင့်တစ်ဖက်မှာလည်းပေါ့နော်ဒါငွေရှားတယ်တစ်ဖက်မှာလည်းဒီဘက်လုပ်ကိုလှုပ်ရတယ်ပေါ့အဲ့တော့နှစ်ခုကို balance ညှိဖို့ဆိုလို့ရှိရင်ကကျွန်တော်ဒီဘက်ကနေပြီးတော့ပတ်စံလေးနည်းနည်းဝင်ပို့ပြီးတော့ကျွန်တော်လှုပ်ရတာပို့စံပြေလို့တွေးလို့ပေါ့နော်ဒီဘက်ကိုလှုပ်ချင်တာပါဆိုတော့တစ်ဖက်ကပေါ့နော်လက်ရှိလုပ်နေတဲ့ company လုပ်ကိုနည်းလေး ရှော့ပြီးတော့ဒီဘက်ကိုလုလုံနိုင်မယ်ဆိုတော့ပို့ပြီးကျွန်တော်စိတ်လည်းပို့ပြောရတယ်ပို့ပြီးတော့အလုံးကိုဒါ knowledge sharing နေပြီးတော့အလုံးလုတ်ပေးလို့ရတယ်ဗောနော်ဒီ user ချက်နဲ့ပဲကျွန်တော်လုတ်ချင်းဖြစ်ပါတယ်ဟော website ကတော့ဒီ October 15မှာစပြီးတော့ချပြပေးမယ်ဗောနော်ဆိုတော့အဲ့မှာဆိုလို့ရှင်ကကျွန်တော်တို့ဒီ account ဖွင့်ဖို့လိုတယ် account တခုဖွင့်ဖို့လိုတယ် account ဖွင့်ထားရဲဆိုလို့ရှင်ကျွန်တော် free account ဗောနော် ROI ဖွင့်လို့ရတယ်အဲ့ဒီဟာကကြတော့ကျွန်တော်တို့ဒီအဲ့မှာတင်မဲ့စာတွေပြောကြတော့ဒီ wallpaper လေးပေါ့နော်ဒါလေး ူသုံးခွင့်ရှိပါတယ်ဒါ free version ပေါ့နော်အဲ့တော့ free ပြီးတော့ကျွန်တော်ကဒီဝင်နေတာပေါ့အဲ့တော့ဒီ member ဝင်ထားတဲ့လူတွေကြတော့သူ့အတွက်ကြတော့ကျွန်တော် podcast တွေပေါ့နော်တစ်လတစ်ခါ podcast တစ်ခုဒါမှမဟုတ်ရှင်ဒီ video တစ်ခုဒါမှမဟုတ်ရှင်ကျွန်တော်ပေါ့နော်ဒီ information တွေအာ supplement တွေပေါ့နော်အဲ့တော့တစ်ခုပေါ့ video တစ်ခုကတော့အနည်းဆုံးရပါလိမ့်မယ်ဆိုတော့အဓိကတော့အဲ့ဒီဗီဒီယိုအကြောင်းအရာတွေကကြတော့ကျွန်တော် reading လည်းဖြစ်နိုင်တယ်ပြီးတော့ podcast ပေါ့เนาะကျွန်တော်တစ်ခါမှမလုပ်ဘူးသေးရဲ့ညောင်ပိုင်းလုပ်ဖို့စဉ်းစားပေမဲ့အချိန်မပေးနိုင်သေးရဲ့ ဒီဗီဒီယိုတွေပြီးတော့ဒီ spiritual နဲ့ဆိုင်တဲ့အရာတွေပြီးတော့ဒီ moon energy ရောတည်ရမှာဒီ astrology နဲ့ဆိုင်တဲ့ဒီအရာတွေဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တေချာလေးလောက်ပြီးမှာပေါ့နော်ဆိုတော့ဒါ chakra တော့ပြီးတော့ kundalini ဒါတွေပေါ့အများကြီးအများကြီးကျွန်တော် sharing လုပ်ဖို့ကြံနေသေးတဲ့အရာတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်အချိန်မပေးနိုင်လို့ဒီအကြောင်းအရာလေးမတင်ပြတဲ့အားလေးကိုဒီမှာ push လုပ်ပြီးတော့ပေါ့နော် membership အနေနဲ့ကျွန်တော်က တင်ပြမှာဖြစ်ပါတယ်ဆိုတော့အဓိကတော့ တော်တော့ဗောနဒီတကယ်ကြယ်အားလုံးကိုဒီလူတိုင်းကိုပြမဲ့ဒီဗီဒီယိုတွေဆိုလို့ရှင်တော့ကျွန်တော်က public ဖွင့်ပေးမှာဗောနော်ဆိုတော့အဲ့လိုမဟုတ်ရင်တော့ membership only နဲ့ပဲတင်ထားမှာဖြစ်ပါတယ်တေချာတွေကတော့ကျွန်တော်ကဒီ person လုတ်ပေးရဲ့ reading တွေကတော့မပြတ်မကွက်ဗောနော်တေချာတင်သွားဖို့အဲစဉ်းစားထားပါတယ်ဆိုတော့အားလုံးတော့ဒါအဓိကတော့ကျွန်တော် support ပေးခြင်းတော့ဒီ membership လေးကိုဝင်တော့ပို့ကောင်းနေဗောနော်ဆိုတော့ကျွန်တော်လည်းအများကြီးရှေ့ဆက်ပြီးတော့အဲလောက်ရတဲ့အလုပ်တွေမှာပို့ပြီးတော့အဆင်ပြေမှာဗောနော် ဲ့ website ကကြတော့ကျွန်တော် client လောက်တာပေါ့နော်ကျွန်တော် client အာဒါရှာတယ်ဖွေးတယ်ဟို AI တွေကိုမေးတယ်မေးပြီးတော့ website ကိုယ်တိုင်လုပ်နေရဆိုတော့ service မအပ်ဖြစ်ဘူးပေါ့နော်အဲ့တော့ client လောက်တော့နည်းလေးပိုကြတယ်ပိုပြီးတော့လည်းပတ်စံကုန်တယ်ပေါ့နော်ဆိုတော့ဒါကပေါ့နော်ဒါအကျဉ်းလေးပြပြပြရပါအနည်းငယ်လို့ရှင်တော့အဲတေချာပေါ့နော်ဒီ day ကိုကျင်ညာပြီးမှဖြစ်ပါတယ်ဆိုတော့အားလုံးပဲဒါကျွန်တော်ပေါ့နော် support ပေးခြင်းတော့ support လို့ရပါတယ်လို့ကျေးဇူးများတင်ပါတယ်ဗျ ဆိုဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ video ကိုသွားမယ်ဆိုရင်ဒီနေ့ကတော့နေ့လေးပေါ့နော်အော်ပြောချင်တာကဒါ collective reading ပေါ့နော် collective reading ဆိုတဲ့ခါကျတော့လူတိုင်းနဲ့ kait ချင်မှ kait မယ် kait ချင်မှ kait မယ်ဆိုတော့အကုန်လုံးဒီ day ကြကြပါဘောနော်အားလုံးမှန်နေရတော့ဖြစ်ချင်မှဖြစ်မယ်ချွာရမှန်နေချွာရမှားရလို့ဖြစ်ကောင်းဖြစ်နိုင်တယ်ဘောနော်ဆိုတော့ collective mode လို့ပေါ့အဲ့တော့ကိုနဲ့ resonate ဖြစ်တာပဲကြည့်ဖို့ပြောချင်ပါတယ်ဆိုတော့တချို့တွေအတွက်ကတော့ဒီမှာတော့လမ်းပြောင်းနေတာတွေ့ရပေါ့နော်လမ်းပြောင်းနေရ ။အဲ့ဒါလေးပေါ့နော်ဒါဘာဆက်လုပ်လို့လောအောင်မသိဖြစ်တတ်တယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်နဲ့ပေါ့နော်အထီးကျန်တာလို့လို့อืมဆုံးပြခံတို့လို့အဲ့လိုမျိုးအဲ့လိုပုံစံမျိုးပေါ့နော်ဒီမှာခံစားနေရတွေ့ပါတယ်။ဆိုတော့တချို့ကြလည်းလုံအောင်အဲ့လိုမျိုးပေါ့အနာကျင်မှုတွေနဲ့များပြီးတော့ကိုယ်လုံးသားကိုပိတ်ထားတွေ့ရဲ့။ဆိုတော့တကူကနေရှောင်ပြေးရမျိုးထွက်ပြေးနေရမျိုးဒီလိုမျိုးလဲတွေ့ရပါတော့ဆိုတော့အဓိကတော့ထွက်ပြေးရရှောင်ပြေးဆိုတာခဏတာပဲရပါမယ်ရရှိသွားမယ်ဆိုရင်အရာရအဆင်မပြေဘူးပေါ့နော်အဲ့တော့ healing လောက်စားရှာလုပ်မယ် ပို့ပြီးတော့ကိုရင်ဆိုင်ရမယ့်အရာတွေကိုစုံတွေ့ရမယ့်အရာတွေပေါ့နော်ဒါတွေအကုန်လုံးကိုရရဝုံရင်ဆိုင်ပြီးတော့ဖြည့်ရှင်းရင်တော့ပို့ပြီးတော့ကောင်းနေပေါ့နော်အဲ့တော့ဒီမှာတော့အကြောက်တရားတွေနဲ့ပြည့်နေတွေ့ရပေါ့ဆိုတော့ချိုးကြောက်လေဒီမှာတော့တည်ငြိမ်နေတယ်အဲတည်တည်ငြိမ်နေပေါ့နော်ကိုစိတ်ကိုတေချာတည်ငြိမ်အောင်ငြိမ်အောင်ထားနိုင်တဲ့လူတွေလည်းရှိပါတယ်ပြီးတော့ကိုကိုပို့ပြီးတော့ focus ထားတယ်ပြီးတော့ကြောက်ကိုကိုပေါ့နော်ဒီမကောင်းတဲ့အရာတွေကနေပြီးတော့ ရှောင်ထွက်နိုင်အောင်လို့စူးစမ်းပြီးတော့ရုံးကန်လှုပ်ရှားနေရလူလည်းရှိပါတယ်။နည်းနည်းတော့ရှားတယ်ပေါ့နော်။အဲ့တော့ဒီမှာတော့ကတ်ကတော့ဓာတ်ကတ်ကြထားရပေါ့နော်။ဒီကတ်ကတော့ဘယ်လိုပြောရမလဲ။မကောင်းတဲ့ကတ်မဟုတ်ကောင်းတဲ့ကတ်ပါ။ဆိုတော့လောလောဆယ်မှာကိုတို့အဆင်မပြေရတယ်၊စိတ်ဓာတ်ကျစရာတွေပြီးတော့ဒီပေါ့နော်။ဟိုကိုကိုအာငါကန်ဆိုးလိုက်တာလို့ထင်ရလို့တတိပေါ့နော်။ကိုတို့ကမကောင်းတာကြီးစက်လိုက်ကြုံကောင်းကြုံနေနိုင်တယ်ပေါ့နော်။ဒါပေမဲ့အဲ့အကြော်လုံသွားလို့ရှိရင်ကိုတို့ကလုံးဝဟိုပဲပြန်လဲပြီးတော့ရှင်တန်လာတယ်ပြန်လဲပြီးတော့မွေးဖွားလာတဲ့လူတယောက်လိုမျိုး ခံစားရလိမ့်မယ်။ဆိုအဓိကတော့ဒီ data ကဒီကိုယ့်ရဲ့ card တစ်ခုခြေသွားတဲ့ပုံစံဒါပေမဲ့ခြေသွားရဆိုရင်မယ်ပေါ့နော်ကိုယ်ကိုယ်တိုင်းက luxin ကိုယူရအဲ့တော့ card ခြေဖို့ဆိုရင် luxin ရှိရ card တိုင်းမှာ luxin တစ်ခုရှိပြီးသားပေါ့နော်အဲ့တော့သင်္ကန်းစာတစ်ခုရှိရခါကျတော့ကိုယ်ကိုယ်တိုင်းကဒီ widget ကိုဒီ widget ရနေပြီးတော့သင်္ကန်းစာမယူနိုင်ဘူးဆိုရင်အဲ့ဒါနောက်တစ်ခါထပ်ပြီးကိုယ်စီကိုပြန်လာတတ်တယ်ပေါ့နော်အဲ့ခါကျရင်စိတ်ပင်ပန်းတာပို့ပြီးတော့အဲ့တော့တစ်ခါခြေပြီးဆိုတာနဲ့ကိုယ်ကိုယ်တိုင်းသင်္ကန်းစာယူရမယ် ဲ့တော့ဒီတစ်ခါဖြစ်သွားတဲ့ကိစ္စမှာငါဘာတွေယူတင်လဲငါဘာတွေမလုပ်တင်လဲငါဘာတွေမပြောတင်လဲငါဘာတွေလုပ်ရမလဲပေါ့နော်အခုကိုပြန်ပြီးတော့သုံးသက်တတ်ဖို့ကြည့်တတ်ဖို့ကအရေးကြီးဆုံးပါပဲအဲ့ဒါမှသာလင်ရှေးစားလျှောက်တဲ့ landscape မှာပို့ပြီးတော့အဆင်ပြေမှာပေါ့နော်နောက်တစ်ခါကြုံခဲ့တည်ရှိတော့ကိုယ်ကိုယ်က lesson ရတာရဲ့အတွက်ကြောင့်မလို့ရှောင်လွဲနိုင်တယ်ရှောင်လို့ရတယ်အဲ့တော့ universe ကဘယ်လောက်ပဲ test လုပ်လို့ google grand lesson ယူထားရဆိုလို့ရှိရင်ဒါရှောင်လို့ရပြီးရှောင်သွားနိုင်တယ်အဲ့တော့အဲ့လို lesson မြူထားဆိုရင်ပြန်ပြီးထပ်တွေ့ရတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့အာ ဒါကြီးပဲခဏခဏပါလို့ကြုံနေရတယ်တက်ကတက်ကဒါပဲကြုံနေရတယ်ဘာလို့ဆိုကိုကိုရိုင်းကလက်ဆင်သူ့ပေးနေတဲ့ဒီဝစ်ကြွေးဒီကမစ်မှာ မြုပ်ထားတဲ့လက်ဆင်တခုကိုကိုကမယူနိုင်သေးလို့ပေါ့နော်အဲ့တော့အဲ့ဒါပဲဘာလက်ဆင်ဖြစ်မလဲကိုကိုရိုင်းအတွင်းထဲမှာရှာဖို့လိုအပ်ပြီအဲ့တော့ကြောင့် inner ဒီ work တွေလုပ်ဖို့လိုရလို့ပြောတာဒီ spiritual လမ်းကြောင်းပေါ့အဲတက်လျှောက်တယ်ဆိုတာ emotionally အာပုံမှန်အဲတရားထိုင်မယ်ညာမျိုးဟောလောက်တဲ့တရားအဲ့လိုအဲ့လိုထပ်ပို့တယ်အတိကကိုယ့်ရဲ့ inner မိုင်းမို့ကိုယ့်ရဲ့အင်နာအတွင်းထဲမှာရှိတဲ့အရာကိုတေချာရအောင်ဖော်ထုတ်အောင်ပါဗောနော်ဆိုတော့လူဝဲလူဝိုင်းကိုယ့်အတွင်းထဲကိုမသိနိုင်ဘူးဒီတိုင်းပေါ့နော်တာမန်မျက်စိတာမန်အတိနဲ့တော့မသိနိုင်ကိုယ်ကိုယ်ရင်ကအတွင်းထဲတကယ်ဖောက်ထွက်ပြီးတော့မှလှုပ်ရတာမျိုးပေါ့နော်အဲ့တော့မှကိုယ်ကိုယ်ရင်ကိုယ်ကိုယ်ရင်ခံစားနေရတဲ့အရာတွေဖြစ်နေတဲ့အရာတွေဒါတွေသိလာမှာပေါ့အဲ့လိုပေါ့နော်ဆိုတော့ဒီမှာတေချာတော့ဘာလှုပ်လှုပ်ကိုယ်တော့လူစိတ်စိတ်ပါပါလက်ပါပါတက်တက်ကြွလှုပ်ရင်တော့ပိုကောင်းတယ်ပေါ့နော်ပြီးတော့ဟိုရင်းချက်ဖို့လဲပို့ပြီးတော့စူးစမ်းဖို့လိုတယ်လို့ဒီမှာထင်တယ်ပေါ့ ျွန်တော်အဲ့လေးတော့ပြောချင်ပါသေးတယ်။ဆိုတော့မရှောင်းနဲ့ပေါ့နော်ရှောင်းရင်ပို့ပြီးတော့ဆိုပါတယ်။ဆိုတော့အဓိကတော့အလိုကိုယ်အတွက်မကောင်းတဲ့ຢာတွေ toxic ဖြစ်စေတဲ့ຢာတွေကတော့ဖြတ်တောက်ဖို့ဝန်မလေးနဲ့ပေါ့နော်။ဆိုတော့ကိုယ်ကိုယ်တိုင်ကမကောင်းမှန်းသိရတဲ့အစွဲထားမယ်၊ခြင်ထားမယ်၊ဆုပ်ထားမယ်ဆိုလို့ရှင်ပို့ပြီးတော့မကောင်းနိုင်ပဲဖြစ်တတ်တယ်။ဆိုတော့သုံးချက်ကတော့တော်တော်လေး block ဖြစ်နေတာတွေ့ရပေါ့နော်။တော်တော်လေး level မှာ block ဖြစ်နေပါတယ်။အဲ့တော့တေချာ healing လုပ်ဖို့အကြံပေးရပေါ့နော်။ ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့တစ်ဖက်ပေါ့နော်တစ်ဖက်ရဲ့ energy လေးတစ်ချက်ပြပြပြပါမယ်ဆိုတော့တစ်ဖက်မှာကျတော့နည်းပေါ့နော်သူတို့ဘက်ကအမေရံမှုမသေးချာမှုတွေနေပဲပြည့်နေတယ်ဒီဟာလားဟိုဟာလားဒီဟာလောရမလားဟိုဟာလောရမလားဒီဟာယူရမလားဟိုဟာယူရမလားကို့ယူရမလားတခြားလူယူရမလားကိုနဲ့တခုခုနဲ့ကိုအဲ့လိုရှင်ပြီးတော့နှိုင်းရှင်နေရမျိုးတွေ့တယ်အော်ပြောချင်တာတော့သူ့မှာ option ရှိနေရပါတော့နော်အဲ့တော့အဓိကတော့သူ့မှာ option ရှိနေရဲ့သူကိုယ်တိုင်ကသူ့ကိုယ်သူဘာဖြစ်ချင်လို့ဘာဖြစ်ချင်မှန်း ဘာခံစားလို့ခံစားနေရမှမသိဘူးဖြစ်နေရဲအဲ့တော့ဟို balance ကိုရအောင်တော့ထိန်းနေရဲညီအောင်တော့ထိန်းနေရဲတို့တော့ဘယ်လိုပြောရမလဲ balance ကိုညီအောင်ထိန်းနေရဲဒါမှမဟုတ်တော့အဲ့ balance ထိန်းနေညမှာတခုတခုလောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုပြောရမလဲဒီကိစ္စတခုဖြစ်ပြီဆိုရင်အဲ့ကိစ္စအပေါ်မှာဟိုဘတ်ညီညီပေါ့နော်ညီတို့မြတို့တွေးနိုင်မှာအဲ့ကိစ္စကိုတိတ်စားလေးကြည့်ဖို့လိုအပ်တယ်တုံးတက်ဖို့ကြည့်ဖို့လိုအပ်တယ်ပြီးတော့အဲ့ဒါကိုတိကျတုံးတက်ရမှာပေါ့နော်ဆိုတော့သူ့ရဲ့အနေထားကြတော့ balance တော့ညှိနေတယ်ဒါပေမဲ့ဖြစ်နေတဲ့ပြဿနာရိုးမျက်ွယ်ပြူပြီးတော့ balance ညှိနေရပါဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့တေချာမသိဘူးအဲ့တော့ပြဿနာတော့ခုရှိရဲ့အဲ့ဒါကို balance ညာညှိရဲ့ဒါပေမဲ့အဲ့ပြဿနာနဲ့ဟိုအဲ့ပြဿနာကိုနောက်မှထားပြီးသူညှိကြံဆိုညှိရပါဘောနော်အဲ့တော့ပြေလည်ဖို့တော့အဖြေကတော့နည်းနည်းလေးဝေးလိမ့်မယ်ဘောနော်ဒါဒီမှာတော့ညှိရောညှိရဲ့ဒါပေမဲ့တိတ်ဆင်ပြေမှာတော့မဟုတ်ဘောတော့အတိအကသူ့မှာလိုအပ်နေရတော့သူ့ရဲ့အတွင်းတွေက inner child ပေါ့နော်သူ inner child မှာအတန်းအားတော်တော်လေးကြည်ကြည်မမရှိရတွေ့ပါတယ်အဲ့ဒါသူ inner child ကို healing လုပ်တယ် အခုချိန်မှာစိတ်မရှည်ခြင်းတွေမရင်ကျက်ခြင်းတွေမတည်ငြိမ်ခြင်းတွေသူအများကြီးကြုံတွေ့နေရတယ်အဲ့အတွက်သူကိုယ်တိုင်လည်းဒါ healing လုပ်ဖို့လိုအပ်တယ်ဆိုတော့တစ်ဖက်လူကကြတော့ဒါဒီ spiritual awareness ရှိရဆိုလို့ရှိရင်တော့တေချာပေါ့သူ healing လုပ်လိမ့်မယ်မရှိဆိုရင်တော့သူပေါ့နော်ဒါ universe ကအဲ့လဲညောင်းတော့သူပို့ပေးလိမ့်မယ်အဲ့တော့ကိုကတော့ကွန်နကို easy လေးနေဖို့ပဲလိုတယ်ပေါ့နော်ဆိုတော့ဒီချိန်မှာတော့သူမပြတ်မသားဖြစ်နေတဲ့အရာရှိရဆိုတော့ဒီတိုင်းလှုပ်ပေးထားကောင်းပါတယ်ဆိုတော့အဓိကတော့ကိုတံမို့ကိုနားလေပါကိုကိုပို့ချစ်ပါဒါပို့ပြီးတော့ကိုတို့အဆင်ပြေလိမ့်မယ်ပေါ့နော် ဆောက်ကြပါဒါတော့ကျွန်တော်မြင်တဲ့ဟာလေးပေါ့เนาะအဲ့တော့ဒါကိုတွာဒါ message လေးကိုပြောမယ်ဆိုရင်เนาะကျွန်တော်တို့ကအဲ့တော့မေးခွန်းရှင်မိတာပေါ့เนาะကျွန်တော်နောက်ဆုံးကြရင်ပြ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 ပါမယ်ဆိုတော့ဒီမှာတော့အရင်ဆုံးပေါ့เนาะ gratitude ဆိုတဲ့ကတ်လေးပေါ့အဲ့တော့ gratitude ပေါ့ gratitude ဆိုတော့ကိုတွာလုံးဝ energy အရင်မြင်နေပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေပဲဖြစ်စေတယ်အဲ့တော့ Jesus တရားမရှိလို့ရှင်ရှေ့ဆက်ဖို့လည်းမလွယ်ဘူးပြီးတော့ကိုယ့်စီကောင်းတဲ့အရာကြီးရောက်လာဖို့လည်းမလွယ်ဘူးပေါ့အဲ့တော့ လူတယောက်ကိုကူညီရဲလူတယောက်ကိုတခုခုလုပ်ပေးရဲဆိုလို့ရှိရင်အဲ့အတွက်ကျေးဇူးတင်တယ်ဆိုတဲ့စကားကိုပြောရမယ် gratitude ရှိရလို့ကကြတော့ကျွန်တော်တို့ဘာပဲလုပ်လို့အဆင်ပြေရဲ attract လောက်ကလွယ်ရဲမကောင်းတာလည်းတော်ရုံနဲ့ရောက်မလာဘူးနော်ဆိုတော့ဒါလေးပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကြတော့ gratitude channel ရေးရလူလည်းရှိရရှိရဲအဲ့တော့ရေးဖို့စူးစမ်းနေတဲ့လူလည်းရှိရတယ်။ဒါပေမဲ့မရေးပြတဲ့လူလည်းရှိရပါတော့။အဲ့တော့တေချာပေါက်ရေးဖို့စူးစမ်းပါ။အဲ့တော့ gratitude ကိုလက်ကင်ထားရင်တော့ပို့ပြီးတော့ကိုဘဝမှာပိုကောင်းမွန်နေရတယ်။ကျွန်တော်တွေးရလိမ့်မယ်ပေါ့နော်။ဆိုတော့ โอเคပါနောက်ခါကျတော့ကျွန်တော် universe message ပေါ့เนาะအဲ့တော့ universe ကတော့ဒီမှာမျောလင့်ခိုင်းတယ်မျောလင့်ခြင်းဆိုတာကျတော့ကျွန်တော်ရဲ့ဒီပေါ့เนาะကိုယ့်ရဲ့ကံကြမ္မာရဲ့ဒီ land ပို့ပြီး land တစ်ခုပေါ့အဲ့တော့ကိုယ်မျောလင့်လို့ရှိရင်ကိုယ့်အတွက်ကံကြမ္မာပိုကောင်းကောင်းလေးတွေရလိမ့်မယ်အဲ့တော့မျောလင့်ခြင်းဆိုတဲ့ညမှာကျွန်တော်တို့က attachment gain နဲ့မျောလင့်ခြင်းပေါ့เนาะလောက pure hope ပေါ့เนาะအဲ့တော့ဒီလူတယောက်ဒီလူကိုကိုယ့်ကိုဒီလူကကိုယ့်ကိုချစ်ဖို့ဒီလူကကိုယ့်ကိုကိုလိုချင်တိုင်းပေးဖို့လူဖြည့်စည်းပေးဖို့ မျောလင့်နေဆိုရယ်မျောလင့်ချက်မျိုးမဟုတ်ဘူးမျောလင့်ချက်ဆိုတာကြတော့တကယ်တန့်စင်ပြီးရရှင်းလင်းတဲ့မျောလင့်ချက်မျိုးကိုကောင်းအောင်ဒီအရာကိုကိုလုပ်နေတဲ့လက်ရှိအရာကောင်းအောင် မျောလင့်နေဒီလူတယောက်ကောင်းအောင် မျောလင့်နေဒီလူပိုအဆင်ပြေအောင်မျောလင့်နေကိုကိုကိုပို့ပြီးတော့အဆင်ပြေအောင်မျောလင့်နေအဲ့လိုကောင်းမွန်တဲ့မျောလင့်ခြင်းပေါ့နော်ငါပြောရဲ attachment gain နဲ့မျောလင့်ခြင်းမှန်သမျှဒီကိုတို့ကဘယ်လိုပြောရမလဲကိုယ့်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးစေနိုင်တယ်ပေါ့နော် ဒါပြောချင်တာပါအဲ့တော့မျောလင်းလို့ရတယ်ခုနပြောရဲ attachment မပါသေးနဲ့ပေါ့နော်ဒါလေးကိုပြောချင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါနောက်ခါကျတော့ကျွန်တော်တို့ပေါ့နော် open your heart ပေါ့ဆိုတော့ရှိမှလည်းပြောခဲ့ပြီးသွားပြီကိုယ်ကိုယ်တိုင်ကရှောင်ပြေးနေတာတွေ့ရဆိုတော့အဲ့တော့ block ဖြစ်နေတာကိုယ့်ရဲ့ခုနပြောရဲ throat chakra မဟုတ်ကိုယ့်ရဲ့ heart chakra ပါ block ဖြစ်နေတာတွေ့ပါတယ်ဆိုတော့အဲ့ဒါကြောင့်မလို့တခြားလေး heart chakra ကိုပါပုံပြီးတော့ healing လုပ်ပေးပေါ့နော်ဆိုတော့ဒါ heart chakra ရဲ့ throat chakra ရဲ့ block ဖြစ်နေတာတွေ့ရ ဆိုတော့ဗောနော်အဲ့တော့အဲ့နှစ်ခုကို heal အမအဓိကတော့ဒီ seven chakra ခုနှစ်ခုလုံးလောက်ရင်တော့ပိုကောင်းတာဗောနော်ကိုတော့လေအခုတော့ chakra မထိုင်တဲ့လူလည်းတရားပေါ်ရှိလိမ့်မယ်ဗောနော်တရားပြန်ထိုင်ပါအဲ့တော့ကိုနှလုံးသားကိုဖွင့်တာမကြောက်ပါနဲ့ချစ်ရမှာမကြောက်နဲ့ဘာလို့လို့မကြောက်နဲ့ဗောအကြောက်တရားဖုံးလွှမ်းသွားပြီဆိုကို့မှာအချစ်ချင်းမြတ်တာထားဖို့တော့နေရာမရှိရောဘာလို့ကို့မှာအကြောက်တရားရှိနေပြီဆိုတော့အချစ်ချင်းမြတ်တာရှိလို့မရတော့ဒီမှာဆိုတော့အကြောက်တရားမရှိမှတော့ကို့မှာချစ်ချင်းမြတ်တာကိုကို့ထဲမှာထည့်လို့ရမှာဗောနော်အဲ့တော့နှစ်ခုက ဒွန်တွဲပြီးမရှိဘူးအဲ့တော့မကြောက်ပါနဲ့ကိုယ်ကံကိုကိုနှလုံးသားကိုဖွင့်ပေးဖို့ကြိုးစားကြည့်ပါနော်ဆိုတော့ဖြစ်လာတဲ့အရာကတော့ဒါတော့သူကန်စီမယ်အောင်ပြောကိုရရကြရရှိတဲ့သင်ခန်းစာလေရကောင်းရနိုင်မယ်ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတခုလည်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒါတော့ဘယ်သူမှပြောလို့မရဘူးဆိုတော့ကိုကိုရိုင်းကဖန်တီးရမယ့်ရာကိုကိုရိုင်းကကြုံတွေ့ရင်ဆိုင်ရမယ့်ရာပေါ့နော်ဆိုတော့နောက်ခုနေနေကြတော့ the message ပေါ့နော်ကိုတို့ကတည်င်းကောင်းကြားတတ်ပါတယ်ဆိုတော့ကိုမျော်လင့်နေတဲ့တည်င်းလေးတွေတည်ရမလားပို့ပြီးတော့ဘယ်လိုပြောရမလဲ ဒီတရားကြောက်လေကိုကိုယ်တိုင်မျော်လင့်ထားတဲ့အရာပေါ့နော်အဲ့တော့ဆောင်ဝဲအောင်နာမျိုးတို့အင်တာဗျူးအောင်နာမျိုးတို့အာအဆင်ပြေသွားတာမျိုးကောင်းသွားတာမျိုးအဲ့လိုတည်တင်းနေကြာတတ်ပါတယ်ဆိုတော့အဲ့လိုလက်ရှိမှာအဲ့လိုလူတွေပေါ့နော်ရှိရဆိုလို့ရှိရင်အဲ့တော့ငင်းချမ်းကြီးပေါ့ငင်းငင်းချမ်းဖြစ်သွားမယ်အခုချိန်ကိုပူလောင်နေရဆိုလို့ရှိရင်အဲ့ပူလောင်ခြင်းကနေပြီးတော့ငင်းချမ်းချင်းပြောင်းသွားမယ်ပို့ပြီးတော့အလင်းတွေရှာဖွေတွေးရှိလိမ့်မယ်ပြင်မလားအဲ့လိုပုံစံမျိုးပေါ့နော်ကောင်းတဲ့တည်တင်းလေးကြာတတ်ပါတယ် ောက်ခုကျတော့ detox ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်က cleanse and restore yourself ပေါ့နော်အဲကိုယ့်ကိုယ်ကိုပြန်ပြီးတော့ cleanse လုပ်ဖို့လိုအပ်တယ်ကျွန်တော်စက်ဒီမှာဆိုလို့ရှိရင်စက်လေးရဲ့ဆိုရင်ဒါရှင်းတနာရှင်းထုတ်တနာထုတ်ပြီးတော့ဒီ system တခုလုံးကိုရှင်းပြလိုက်ရတာမျိုးပေါ့နော်အဲ့လိုရှိရဲဒါမှရှင် restart ချလိုက်ရတာရှိရဲဒါမှရှင်တော့အရင်ကဟာကိုပြန်ပြီး restore ပြန်လုပ်တာရှိအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ကိုယ့်ကိုပြန်ပြီးစဉ်းစားကိုယ်အရင်ကဘယ်လိုပုံစံဖြစ်ခဲ့လဲကောင်းမွန်တဲ့ပုံစံဖြစ်ခဲ့အဲ့ဒါကိုပြန် restore လုပ်မယ်မကောင်းတဲ့နေရာကြီးထုတ်မယ် ို့အတွက်ရှင်းလင်းတဲ့အရာကြီးရှင်းလင်းမယ် detox လုပ်တယ်ဆိုရင်ကို့အတွက်အစိတ်တောက်ဖြစ်စေအရာကြီးရှင်းလင်းတာကိုယ့်ရဲ့မကောင်းတဲ့အတွေ့မကောင်းတဲ့အကြံဉာဏ်မကောင်းတဲ့အကျင့်စရိုက်ဒါရီအားလုံးကိုရှင်းထုတ်ပြဖို့လိုတယ်အဲ့ကို့ကိုပြန်ပြီးတော့ရှင်းလင်းမှာကို့ပေါင်းကို့ဘလိုလူတွေနဲ့ပေါင်းနေလဲကို့ဘာတွေလုပ်နေလဲဒါရီအများကြီးကိုရဲ့ energy မှာလာပြီးတက်ရောက်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုတည်ထားဖို့လိုအပ်တယ်ကိုကိုယ်တိုင်လုံနေရကိုကိုယ်တိုင်တည်ဖို့အရေးကြီးဆုံးပါပဲ ကိုမကောင်းတဲ့အလုပ်နေမကောင်းတဲ့ညာကြီးကိုစီကိုတတမမရောက်မယ်ကိုလည်းမကောင်းတဲ့ညာကြီးပဲရောက်သွားမှာပေါ့နော်ကို energy မကောင်းဆိုရင်ကိုမကောင်းတဲ့ညာရောက်သွားဖို့အရန်လွယ်တယ်ပေါ့အဲ့တော့ကို energy ကိုရအောင်ထိမ်မို့တော့အကြံပေးချင်ပါတယ်ဆိုတော့နောက်ကကျတော့ forgive someone ပေါ့နော်အဲ့တော့အခုချိန်မှာတစုံတစ်ယောက်ကိုအလိုမုန်းတာဖြစ်ဖြစ်ခွင့်မလွတ်နိုင်တာဖြစ်ဖြစ်သူလှုပ်သွားတဲ့ကိစ္စပေါ်မှာယုံမုန်းတာဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေဆိုရင်တေချာဘောက်ကိုက ကိုကတော့မုန်းတာတော့သူ့မုန်းတာပဲဒါပေမဲ့အဲ့အမုန်းတရားဘာမှရှိလဲဆိုကို့အတွင်းထဲမှာရှိတာပေါ့နော်ကို့စီမှာအရင်လားရှိညာကိုကသူ့ကိုမုန်းမိမဲ့အဲ့အမုန်းတရားဒီသူ့ကိုမုန်းလို့သူ့စီရောက်သွားတာမဟုတ်ပဲနဲ့ကို့အတွင်းထဲမှာပဲရှိညာအဲ့တော့ဘယ်သူပူလောင်းလဲဆိုတော့ကိုပဲပူလောင်းရတယ်ပေါ့နော်အဲ့အမုန်းရှိညာဆိုရအဲ့ဒါအမုန်းကဟာသူ့မုန်းလိုက်တာဆိုလို့ရှိရင်အဲ့မုန်းတာသူ့မှာရှိတာမဟုတ်ကို့ရဲ့အတွင်းထဲမှာရှိညာကိုကမုန်းနေရအဲ့အမုန်းကကို့စီမှာရှိညာအဲ့ဘာလို့ပြန်တက်လဲဆိုတော့အဲ့လိုမကောင်းတဲ့အရာတွေထုတ်ပြတဲ့တယ် တော့လူတွေအပေါ်မှာမုံချင်းချစ်ချင်းမှချစ်တာတော့ကောင်းတယ်ဆိုမျိုးပေါ့နော်ဟိုမုံနာမျိုးတွေမကောင်းတာတွေမကောင်းတွေးရမျိုးတွေအဲ့လောအောင်မလုပ်တင်ပေါ့နော်ဒါဆိုအတွင်းเนี่ยကိုယ်အတွင်းเนี่ยစာဖြစ်တာအဲ့တော့ဘယ်လိုပြောရမလဲတိတ်ပြီးတော့လူတွေရဲ့ကိုယ်ပေါ်မှာထားတဲ့သဘောထားတွေကိုယ်ပေါ်မှာလုပ်တဲ့အပြုတ်မွေပေါ်မှာ react တိတ်မလုပ်ဖို့ပေါ့နော်အာဒီလိုကငါ့ကိုအနောက်ကနေစောင့်တွန်းသွားတယ်ဒီလိုကငါ့မကောင်းကြောင်းပြောသွားတယ်ဒီလိုကငါ့ကိုအပုတ်ချတယ်ဘာဖြစ်လဲဆိုတော့ ဘာမှမတွေ့နဲ့အဲ့ဒါအကုန်လုံးဖယ်ထုတ်ပြလိုက်ဘာဖြစ်လဲဆိုတော့အရင်အေးချမ်းရတယ်ဒီလောက်ကိုပုတ်ချရဆိုလို့ရှိရင်တေချာဘာမကောင်းတဲ့အရာပေါ့နော်အဲ့မကောင်းတဲ့အရာဆိုလို့ရှိရင်အဲ့မကောင်းတဲ့အရာကကိုကအဲ့မကောင်းတာဖြစ်ချင်လည်းဖြစ်မယ်ဖြစ်ချင်မှလည်းဖြစ်မယ်ကိုမကောင်းကြောင်းအတင်းပြောပါရဆိုမှဒါကိုကိုမဟုတ်နေတဲ့အရာလည်းဖြစ်နိုင်တာပေါ့နော်အဲ့တော့ဘာလို့တင်လဲဆိုတော့အားလုံး protect လုပ်ရမယ်ကိုကိုအဲ့လိုအရာတွေအဲ့လိုလူတွေနဲ့မထိတွေ့နိုင်ကိုကိုအမြဲတမ်းကာကွယ်ထားရမယ်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့အေးချမ်းနဲ့ငြိမ်းချမ်းနဲ့ကိုကိုရိုင်းကကောင်းအောင်နေတယ် ကိုလာပြီးတော့ဝေဖန်လို့မရအောင်ကိုဝိုင်ကောင်းအောင်နေတယ်အဲ့တော့ဝေဖန်တဲ့ຢာရင်မှန်းများသူရဲ့သဘောအတွေ့လေးနော်အဲ့တော့အဓိကကောင်းတဲ့ຢာဆိုရင်ကိုဂရန်ကလက်ခံလို့ရတယ်ဒါပေမဲ့မကောင်းတဲ့ຢာဖြစ်နေရယ်ကိုတို့ကစိတ်ညစ်ရာဖြစ်ပြီဆိုလို့ရှိရင်တေချာဘောက်ကိုစကြလိုက်ရခြင်းတီးတီးလိုက်ရခြင်းချက်ချင်းဖြတ်တော့ပြပါအဲ့ပေါ်မှာခံစားပြီးတော့အာသူပြောလို့ငါဒီလိုလားဆိုအကိုကို insecure ဖြစ်နေကြမလို့ပေါ့နော်ကိုကိုကိုယုံကြည်မှုရှိရှိနဲ့ရှေ့ဆက်ချဖို့လိုတယ်အဲ့တော့အဲ့အားလုံးနားရရနေထုတ်ပြီးတော့မှ တက်တယ်ပဲဆက်လျှောက်သွားပါဘောเนาะဒါဆိုကိုတို့ကကောင်းမွန်တဲ့ຢာတွေရောက်လာပါလိမ့်မယ်ဆိုတော့နောက်ခါကျတော့ကျွန်တော်တို့ဘောเนาะဒီ tan lemon into lesson ပေါ့နော် ကိုတို့ကဒါဘဝပေးရခါတိမှုရအစမပြေမှုရ universe ကပေးလာတဲ့ test တွေအားလုံးပေါ့နော်ဒါအကုန်လုံးကိုသင်ခန်းစာဖြစ်ပြောင်းလိုက်ပေါ့တည်မလားဒါကကျွန်တော်အရင်လည်းပြောခဲ့ပူရကိုဟိုဒီတံမြာတိပေးမယ်ဆိုလို့ရှိရင်အဲ့တံမြာတိရှင်းစုံနေတဲ့အရာယူဘာလို့ပြက်လဲတကြားရီထည့်မယ်စားရီထည့်မယ်ရေကလေးထည့်ပြီးတော့ ဖြော်ပြီးတောက်လိုက်ရင်တံမြာကြီးဆိုကောင်းကောင်းလေးမှုမွေးချိုချိုအေးလေးတံမြာကြီးတက်တာပို့ပြီးဈေးတန်ဖို့မြင်သွားတယ်အဲ့တော့ကို့ကိုပေးလာတဲ့ဒီမကောင်းတဲ့ຢာရည်ရည်တဆင့်အဲ့ဓာတွေကိုကောင်းအောင်ပြောင်းပြီးတော့ကို့ကိုတန်ဖို့ရှိအောင်နေလိုက်ရင်ပို့ပြီးတော့ကောင်းမွန်သွားလိမ့်မယ်ဒီလိုပြောချင်တာပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ဒါမေကောပေါ့နော်မေကောမိထားလို့ရှိရင်တော့ကျွန်တော်အဖြေကတော့ no need to worry ပေါ့နော်အဲ့တော့ကို့တို့ကစိတ်ပူစရာမရှိဘူးစိုးရိမ်စရာမရှိဘူးကို့တို့ကစောစောမွေးနဲ့အဆင်ပြေသွားလိမ့်မယ်ဆိုတာလေးထွက်လာပါတယ် ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်အားလုံးဆင်ပြေသွားပါလိမ့်မယ်အဲ့တော့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ပေါ့နော်ဒီ story cut လေးပဲဖြစ်ပါတယ်ကျွန်တော် story cut ကတော့အများကြီးပြောလေးရှိရယ်ဒါကတော့ကျွန်တော်ရဲ့အမြင်အတွေးကိုတော့အမြင်ပြောလေးရှိရယ်ပေါ့နော်ဒါပေမဲ့ဒါကိုကိုကိုတိုင်းပေါ့နော်တွေးကြည့်ပါကိုတိုင်းလောက်ကြည့်ပါကိုယ်တိုင်ဒီဟာကိုဖော်ကြည့်ပါเนาะအဲဆိုကိုတို့ကဒီ message ပို့ပြီးရလိမ့်မယ်ထင်တယ်ပေါ့เนาะဆိုတော့ဒီမှာဆိုလို့ရှိရင် confidence ပေါ့เนาะအဲ့တော့ confidence ဆိုတဲ့နေရာမှာကိုကိုယုံကြည်မှုရှိဖို့လိုတယ်ကိုယ့်ရဲ့ higher self နဲ့ကိုထိတွေ့ဖို့ လိုအပ်တယ်ဆိုတော့ဒီပုံထဲမှာဆိုကောင်းပါလေးတယောက်ပေါ့နော်သူဒီ confidence ရှိရှိနဲ့ဒါကိုယ့်ရဲ့ higher self ဖြစ်ပုံရတယ်ဟိုဘယ်ရာမှတိတ်ပြီးတော့အဲဘယ်ကြီးမတိတ်မဆိုင်ဘူးကိုကိုကောင်းအောင်နေတယ်ကိုကိုပို့ပြီးယုံကြည်ချက်ရှိရယ်ကိုအတွင်းနဲ့အပြင်နဲ့ကိုတိတ်ထားလေးအဆက်အောင် ထားထားတယ်ပြီးလားပန်းလေးတစ်ပွင့်လဲခြင်ထားတယ်ပေါ့ဆိုတော့ယုံကြည်မှုရှိနေရပေါ့အဲ့တော့သူ့ဘေးမှာဆိုလို့ရှိရင်လည်းအပင်နေပေါ့နော်အနီရောင်တပင်အမဲရောင်တပင်ပေါ့ဆိုတော့ဒါလည်းကိုယ့်ရဲ့ဒီ passion တွေကိုပြတယ်လို့ကိုယ့်ရဲ့ dark side ကိုလည်းပြနေတာတွေ့ရပေါ့နော် အဲ့တော့ passion တော့အနီအောင်ဆိုတဲ့နေရာမှာအနီအောင်ကတော့ရဲရင်ချင်းပြီးတော့ကြတော့ပို့ပြီးကောင်းမွန်ချင်းပေါ့နော်ရှေ့ဆက်လို့လွယ်ကူချင်းစွာလေးကိုကျွန်တော်တော့အသေးပေးဒီမှာကောက်ချင်တယ်ပေါ့နော်အဲ့တော့အဲ့တော့ဒီအနီအောင်ဆိုတာတစ်ခွတ်တစ်ခုနဲ့ပြင်ဒီ root chakra ပေါ့နော် root chakra မှာလေးနည်းနည်းလေးကိုယ့်အတွက်ပြုပြင်ဖို့လိုရယ်ဆိုတာလေးပြီးတော့အနောက်မှာရှိရဲ့ဒီဟာလေးပေါ့နော် course လေးရှိရဲ့အဲ့ဒါလေးကလည်းအလိမ်မောင်လေးဖြစ်နေအဲ့ဒါလေးကျွန်တော်တို့ဒီပေါ့နော် secret chakra မှာတစ်ခုခုပေါ့နော် ဒီ block ဖြစ်နေတဲ့ပုံစံမျိုးလေးအဲ့တော့ဒီမှာပြင်စရာဒီနေ့ပြောသွားတယ်မှာဆိုလို့ရှိရင် root chakra ရယ် secret chakra ရယ်ပြီးတော့ heart chakra ရယ် throat chakra ရယ်အားလုံး block ဖြစ်နေတာတွေ့ပါတယ်ဆက်ဒါလေးချက်ပြန်ပြီးတော့အဲ healing လုပ်ပါ seven chakra ဒီ seven healing လုပ်မယ်နော်ပို့အဆင်ပြေသွားလိမ့်မယ်ပေါ့နော်အဲ့တော့ယုံကြည်မှုဆိုတာကြတော့ကျွန်တော်အတွင်းထဲကလာတာပေါ့နော်ကိုယ့်ကိုပြန်ပြန်လည်တိဆောက်ပါကိုယ့်ကိုယုံကြည်ပါကိုယ့်ကိုပို့ပြီးတော့လုပ်နိုင်နေဆိုတာကိုသိထားပါပေါ့နော်ဆိုတော့ကျွန်တော်အတိတ်ကတော့ ဟိုဘယ်လိုပြောရမလဲဘာလုံးလုံးပေါ့နော်ယုံကြည်မှုမရှိလို့ရှင်ဘာလုံးလုံးမရဘူးအဲ့တော့မားလဲမားပါစီပေါ့နော်မားလဲမားပါစီအစင်မပြေလဲမပြေပါစီကိုလှုပ်ကြည့်လိုက်ပေါ့ယုံကြည်မှုရှိနေလှုပ်ကြည့်လိုက်ဒါပေမဲ့ဟိုမလွန်ကဲနေတယ်ပေါ့နော်လူများမြင်ကြအောင်လို့ယုံကြည်မှုလွန်ကဲတော့မဖြစ်စင်နဲ့ယုံကြည်မှုရှိရှိနဲ့တကယ်ကိုတေချာတယ်ကိုကိုရိုင်းဒါဟိုဘယ်လိုပြောရမလဲလေးလာထားတယ်သုံးသက်ထားတယ်လှုပ်ထားတယ်ဆိုလို့ရှင်တကယ်ပါလှုပ်ကြည့်လိုက်ပေါ့မားတော့လဲမားတယ်ဆိုတော့ကိုမားလို့ဒီမားနဲ့တင်ကန်းစာယူရှေ့ဆက်လို့ကိုလွယ်လीနောက်ခါဆိုပို့ပြီးတော့ ကောင်းမွန်တဲ့ခြင်းတွေကပေါ့မို့အလိုပုံစံမျိုးအဲ့တော့မကြောက်နဲ့အကြောက်တရားဒီခုကြည့်နေတဲ့မှာပေါ့နော်အကြောက်တရားများရလို့လည်းရှိရပေါ့တော်တော်များရလို့ရှိရအဲ့တော့အဲ့လိုလူတွေကကြတော့ပို့ပြီးတော့ဒီကြောက်တရားတွေဖယ်ဖို့လိုအပ်တယ်ကိုယ်တွင်နဲ့ဆက်ပြန်ကြည့်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါမှသာလေပို့ပြီးတော့အဆင်ပြေတဲ့အခြေအနေကိုရအောင်မဟုတ်ရင်ကိုကအဲ့ကြောက်တရားကြီးလက်ကင်ထားပြီးတော့ဘလူးမှရှေ့ဆက်လို့မရပဲနေနေမယ်ပေါ့နော်ဆိုတော့အားလေးတခုတည်ထားဖို့ပြောချင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်မြင်တဲ့ဟာလေးပေါ့နော်ဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုလေး podcast ဆင်မှာလည်းပြန်ပြီးတော့တွေ့ပါမယ် ော့အားလုံး resonate ဖြစ်လဲ comment မှာ feedback လေးရပါတယ်အားလုံးကောင်းတဲ့နေ့ဖြစ်ပါစေဗျ bye bye